ားလုံးပဲမင်္ဂလာပါဒီနေ့ဗီဒီယိုလေးမှာတော့ဒီ Bluetooth speaker တွေပေါ့နော်ဒီအဲ꽌လောင်သွားတာပဲဖြစ်ဖြစ်ဒီအပေါ်အရွက်တွေပြတ်သွားတာပဲဖြစ်ဖြစ်အဲဒီပြတ်သွားခဲ့လို့ရှိရင်မိမိဘာသာဘယ်လိုပြန်ပြီးတော့ဒီအိမ်မှာရှိတဲ့ PC လေးတွေနဲ့ပြင်လို့ရမလဲဆိုတာလေးနဲ့ပတ်သက်ပြီးဒီနေ့ဗီဒီယိုလေးမှာတိဆက်ပေးသမားပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဗီဒီယိုလေးကိုစိတ်ဝင်စားလဲဆိုတော့ဆုံးထိလိုက်ပါကြည့်ရှုပေးကြပါဗီဒီယိုတစ်တင်တိုင်းတည်အောင်ကျွန်တော် channel လေးကို subscribe နေထားပေးဖို့လည်းမြစ်တိုက်ရခါပါနော်အဲဒါဆိုလို့ရှိရင်စီစဉ်လေးကိုဆက်လိုက်အောင်နော် အဲ့တော့ဒီမှာဆိုလို့ရှိရင်ဒါကတော့ကျွန်တော်ဒီ coin ကိုပတ်ဖို့အတွက်ပေါ့နော် coin size ရွေးနေရပေါ့နော်ဒါအတိုင်းနဲ့ဟာမရှိလဲကျွန်တော်တို့တက်ခဲတစ်လုံးစာနေထားမယ်ဆိုလည်းရတယ်ပေါ့နော် AA တက်ခဲအကြီးပေါ့နော်ဒီ remove တက်ခဲမဟုတ်ဘူးပေါ့နော်1.5ကိုဒီ AA တက်ခဲဒီအကြီးလေးကိုဒီဒီအခုပုံစံအတိုင်းလေးတုံးမယ်ဆိုလို့ရှိရင်လည်းရတယ်ဒီမှာကကျွန်တော်ကတော့ဒီကောင်နဲ့တိုင်းပြီးတော့ပေါ့နော်ဒီမှာစကူကိုလိတ်ထားတာဖြစ်တယ်ပေါ့နော် အဲ့တော့ရေဥစုံနေတဲ့ဒီကောင်ကိုကျွန်တော်တို့ဒီအထဲထဲကိုထည့်ဖို့အတွက်ဆိုလို့ရှိရင်ဒီကောင်ကိုကျွန်တော်ဒီကောင်နဲ့ညီမျှရတယ်ပေါ့နော်အထဲကကောင်လေးနဲ့ညီမျှရတယ်ဒီအဟာလေးကိုကျွန်တော်ဓမ္မဓမ္မစက်ကူဒိတ်လေးကိုပေါ့နော်စက်ကူဒိတ်လေးကိုတုံးပြီးတော့ဒီကောင်ကို꽌꽌ပတ်တဲ့ကောင်ပေါ့နော်꽌ပတ်တဲ့ဟာရွေးมาဖြစ်ပါတယ် တော့ဒီကောင်လေးကိုဝိုင်းလိုက်မယ်ဆိုရင်ဒီကောင်နဲ့ကညီမျှနေမှာဖြစ်တယ်ပေါ့နော်မာတစ်ဖက်ကကတ်တယ်ပေါ့နော်မကတ်တဲ့ဘက်ကိုလှန်ပြီးတော့ပက်လက်လှန်ပြီးတော့ကျွန်တော်တို့ဒီလိုလေးအဲပတ်မှာပေါ့နော်အပီတိုင်းတော့နောက်ထပ်တစ်ခုကိုလည်းအဲ့ဒီအရွယ်အတိုင်းပဲဗောနော်ထပ်ပြီးတော့ကျွန်တော်တို့ဖြတ်လိုက်မယ်ဖြတ်ပြီးသားပြီဆိုရင်တော့ဒီဘက်ကတော့ကတ်တဲ့ဘက်နဲ့ဗောနော်လိုက်ပြီးတော့ပတ်ပေးမယ်အောက်ကအရွယ်ကတော့မကတ်တဲ့ဘက်နဲ့ဗောနော် အတော့အလွယ်တကူပတ်လို့ရအောင်ကျော်ခလေရနေထဝက်ပတ်လိုက်မယ်ပေါ့နော်အဲအဲပြီးသွားပြီဆိုရင်တော့ဒီမှာကျော်ဒီကောင်လေးမှာလာပြီးတော့ပတ်ပြီးတော့ဒီကောင်ကိုလှုပ်လို့ရပြီပေါ့နော်ဒါဆိုလို့ရှိရင်ဒီမှာအဲအထက်ကောင်းတယ်လည်းမကတ်တော့ဘူးအလွယ်တကူဒီအဝိုင်းလေးရပါမယ်ပေါ့နော် အပြီးသွားရင်တော့ဒီမှာ coin ပတ်ဖို့အတွက်ဒီတိတ်ကလေးကိုဒီနားလေးမှာအဲဒီလိုမျိုးလေးလဲပြီးတော့ပတ်ပေးမယ်ပေါ့နော်ဒါမှလည်းဒီ coin ကနေရာမရွေးတော့အောင်ပေါ့နော်ဒီဘက်က နေအပြီးရင်တော့ဒီ coin ပတ်တဲ့အခါမှာဆိုလို့ရှိရင်ဒီကောင်ကအဲရှုံသွားမှာဖြစ်တဲ့အတွက်အောက်မှာကျတော့ဒီ အဲသူစာရွက်ကြားလေးမှာပေါ့နော်နည်းနည်းလေးခုပေးပါဒါမှလည်းဒီ coin ဖြုတ်တဲ့အခါမှာဆိုလို့ရှိရင်အလွယ်တကူဖြုတ်လို့ရမယ်ပေါ့နော်ပြီးတော့ဒီဟို speaker မှာတက်တဲ့အခါမှာလည်းမထောက်ထောက်တာတို့ညက်တာတို့မဖြစ်တော့အောင်ပေါ့နော်ဒီကောင်လေးကိုခံပေးထားဖြစ်ပါတယ် ်အပြီးသွားရင်တော့ဒီမှာကျွန်တော်ကတော့ဒီ38ဝါယာကိုရွေးထားတယ်ပေါ့နော်အမှန်တကယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီမော်တာအသေးလေးတွေထဲမှာပါတဲ့ဝါယာလေးတွေကိုတုံးမယ်ဆိုလည်းတုံးလို့ရပါတယ်နော်ကျွန်တော်ပတ်တဲ့အခါမှာဆိုလို့ရှိရင်လည်းအပတ်ရေအဲ40ပေါ့နော်40ပတ်ပေးရမှာဖြစ်ပါတယ်ကျွန်တော်မော်တာအသေးလေးတွေပေါ့နော် CD မော်တာအသေးလေးတွေမှာပါတဲ့ကောင်းလေးတွေတုံးလို့ရပါတယ်နော် အဲ့တော့ဒီမှာဆိုလို့ရှိရင်ဒါကတလှပြီးသွားပြီဗောနော်ကြော်တလှပတ်ထားတာတလှပတ်ပြီးတဲ့အခါမှာဆိုလို့ရှိရင်ကြော်ဒီမှာဒီဖိုက်အတူကော်လေးနဲ့ဗောနော်လိုက်ပြီးတော့ကတ်ထားတယ်ဒါမှဒီ क्वाय ကပြန်ပြည်တာတော့ပြုတ်တာတော့မဖြစ်တော့မှာဗောနော်ဒီကောင်ကရွေရှားနေရမှာဖြစ်တဲ့အတွက်ဒီကောင်ကိုကော်လေးနဲ့ကတ်ထားတာကပို့ပြီးတော့ချိန်သေးတယ်ဗောနော် ပတ်တဲ့အခါမှာဆိုလို့ရှိရင်တော့အဲဒီ coin ကိုစိတ်ရှိရှိလေးနဲ့ပတ်ပေးဖို့လိုအပ်တယ်ပေါ့နော် မာဒါဆိုလို့ရှိရင်တော့ကျွန်တော်ဒီမှာကွာရင်ပတ်ရီ40ပတ်ပြီးသွားပြီပေါ့နော်40ပတ်ပြီးသွားတဲ့အခါမှာဆိုလို့ရှိရင်ဒီဘက်ကလေးကနေကျော်တိတ်လေးနဲ့ကတ်ထားမယ်ဟိုကောင်လေးကိုလည်းကျော်တို့ကော်လေးနဲ့လိုက်တုပ်ထားမယ်ပေါ့နော်ပြီးသွားပြီဆိုရင်တော့ဒီမှာကျော်တို့ဒီဆာဆာရွက်လေးကိုထုတ်လိုက်လို့ရှိရင်ဒီမှာဒီကောင်လေးကအလဲတကူထွက်လာမှာဖြစ်တယ်ပေါ့နော်အဲထွက်လာတဲ့ဟာလေးကကျော်တို့အဝင်ခွင့်ကြားဖြစ်မဖြစ်လေးကိုကျော်တို့တစ်ချက်တိုင်းကြည့်ရမယ်ပေါ့နော် ်အပ်ပြီးသားရင်တော့ဒီမှာကြော်ကတော့ဒီကျွတ်စာပေါ့နော်ကျွတ်စာကိုဒီဆိုင်ကယ်ထဲမှာပါတယ်ကျွတ်ကယ်အစာကိုတုံထားတယ်အကောင်လေးကိုဝိုင်းလေးဝိုင်းလိုက်တယ်ပြီးသွားပြီဆိုလို့ရှိရင်ဒီကောင်လေးကိုတတ်တယ်ပေါ့နော်တတ်ပြီးတော့အပေါက်ကလေးအလယ်မှာဖောက်လိုက်တယ်ဖောက်ပြီးတော့ဒီကောင်လေးမှာတတ်ပြီးတော့သူ့ရဲ့နှာခမ်းသားလေးတွေကိုလိုက်ပြီးတော့ဒါလေးနဲ့လှီးလိုက်တာပေါ့နော်ဒါလို့ဒါဆိုလို့ရှိရင်တော့ဒီစပိုက်ဒါလေးရမယ်ပေါ့နော် ဒီကောင်လေးကတော့နည်းနည်းကြီးနေရဖြစ်တဲ့အတွက်ဒီကောင်ကိုကျော်လိုတလောက်ကလေးပဲလှက်ပြီးတော့ကကြီးလေးနဲ့ညှက်မယ်ပေါ့နော်။ညှက်ပြီးသားတဲ့အခါမှာဆိုလို့ရှိရင်တော့ဒီမှာအုံခွင်ကြဖြစ်သွားပြီပေါ့နော်။ပြီးသားတဲ့အခါမှာဆိုရင်တော့ကျော်တို့ဒီမှာဒီအဲ꽌နဲ့ပေါ့နော်စပိုင်ဒါနဲ့ကိုတွဲလိုက်မယ်တွဲပြီးသားပြီဆိုလို့ရှိရင်ဒီမှာသူ့ကိုကော်လေးနဲ့လိုက်ပြီးတော့ကပ်ပြီးမယ်ပေါ့နော်။ အပြီးတော့ရင်တော့ဒီမှာ coin လေးကိုထည့်လိုက်မယ်ပေါ့နော်ဒီ coin ကမကတ်တဲ့အတွက်ကျွန်တော်တို့ဒီမှာ file do coin ਨੇ ပေါ့နော် sin coin ਨੇ ပဲလိုက်ပြီးတော့ဘေးရန်ကြီးကတ်မယ် ားကြီးဆိုရင်တော့ဒီမှာကျော်တို့ဒီကော်ကန်းလေးနဲ့ပေါ့နော်ဒီအလဲအားဒီအဲစပိုင်ဒါနဲ့ဒီ꽌နဲ့ထိတဲ့နေရာလေးကိုလိုက်ပြီးတော့ကော်ကန်းလေးနဲ့လိုက်ပြီးတော့ပိတ်မယ်ပေါ့နော် ပြီးရင်တော့ဒီဘက်ကဒီ spider ရဲ့ဒီဘက်ဘေးရဲ့ဟာနေရာလေးကိုလည်းကြော်ကောကန်းလေးနဲ့လိုက်ပြီးတော့တုတ်ထားတယ်ပေါ့နော်ဒါဆိုလို့ရှိရင်တော့ဒီ spider လေးကအလွယ်တကူရေရှားလို့ရပါပြီပေါ့နော် အပြီးဆိုရင်တော့ဒီမှာဆက်ကူကိုကျော်ညှက်လိုက်တယ်ဗောနော်အဝိုင်းစပီကာအဝိုင်းနဲ့အဲနည်းနည်းလေးကြီးပြီးတော့ညှက်တယ်ပြီးသွားတဲ့အခါမှာဆိုလို့ရှိရင်တော့ကျော်ဒီမှာအလယ်မှာဒီစပိုက်တာစပိုက်တာနဲ့꽌နဲ့ကြားပုံဗောနော်꽌လေးဝင်တဲ့နေရာလေးကိုကျော်အပေါက်ကလေးဖောက်လိုက်တယ်ဖောက်ပြီးသွားတဲ့အခါမှာဆိုရင်တောင်းကိုနည်းလေးဖြတ်ပြီးတော့ဗောနော်အဲကတော့ပုံစံလေးရအောင်ကျော်တို့ဒီမှာလှုပ်လိုက်တယ်ဗောနော်ဆက်ကူကိုပါဒါကတော့ မှာအပ်ပြီးသားရင်တော့ဒီ coin မှာထည့်လိုက်တယ်ပေါ့နော်ထည့်ပြီးတော့ကျွန်တော်ဒီမှာအရာပေးလိုက်မယ်အပ်ပြီးသားရင်တော့ဒီဘေးနှခမ်းသားလေးတွေကိုပေါ့နော်လိုက်ပြီးတော့ကျွန်တော်ဒီမှာဒီ file to call လေးနဲ့လိုက်ပြီးတော့ကတ်မယ်ပေါ့နော်စကူရဲ့နှခမ်းသားနဲ့အောက်ကတံပြားနဲ့ပေါ့နော် အပြီးသားပြီးဆိုရင်တော့အလဲအားဒီ꽌နေရာလေးမှာကျော်လိုက်ပြီးတော့ဒီကော်ကန်းလေးနဲ့ပဲလိုက်တုံးမယ်ပေါ့နော် အဲ့ပြီးတိုင်းတော့ဒီအရွက်ကိုဆက်ကူဖို့ပေါ့နော်ကျွန်တော်တို့အလွယ်တကူဟိုမှာဖြစ်အောင်လို့ပေါ့နော်ကျွန်တော်ဒီမှာကော်လေးတွေနဲ့လိုက်ပြီးတော့ဒီကောင်ကိုတုပ်လိုက်တယ်ပေါ့နော်ဒါဆိုလို့ရှိရင်ရွက်ကလေးကနည်းနည်းမမာလေးဖြစ်သွားမယ်ပေါ့နော်အပြီးသွားတဲ့ခါမှာဆိုလို့ရှိရင်တော့ကျွန်တော်ဒီကောင်လေးကိုဘုနော်လိုက်ပြီးတော့ထဲထဲကိုထည့်ပြီးတော့ဝိုင်မယ်ဝိုင်ပြီးသွားရင်ဒီကောင်ကိုကျွန်တော်ဓာလေးနဲ့လိုက်ပတ်လီမယ်ဘုနော် အပြီးတော့ရင်တော့ဒီမှာ coin လေး2ချောင်းရှိမှာเนาะ coin 2ချောင်းကိုကျွန်တော်တို့ဒီမှာအပေါ်ကဒီအရေးစိန်ထားတဲ့ကောင်လေးကိုခွာလိုက်မယ်ခွာပြီးတော့ရင်ကျွန်တော်တို့ဒီဘက်ကနေအပေါက်ကလေးဖောင်းမယ်ပေါ့เนาะ ဒါကတော့အပေါင်းနှုတ်ဝင်မှုအတွက်ပဲဖြစ်ပါတယ်အဲပြီးသားရင်တော့ဒီအောက်ကနေဒီတက်လာမယ်ကောင်းလေးပေါ့နော်ငုတ်ကလေးကနေတက်လာမယ်ကောင်းလေးနဲ့ကျွန်တော်တို့ဒီမှာခဲတိုးလိုက်မယ်ပေါ့နော် အဲ့ပြီးသားရင်တော့ဒါကဒီချွေရီဘူးကိုနေမှာပါတယ်ဗောနော်ချွေဘူးကိုနေမှာပါတယ်ဒီအဲဆိုရာကန်လေးဗောနော်ဒီကန်ဘူးလေးဗောနော်ဒီအလူမီနီယံဘူးလေးရဲ့အောက်ခြေကိုကျွန်တော်လိုလိုလိုစရာကလေးဖြတ်ပြီးတော့ဗောနော်ဒီမှာအပေါ်မှာဒီအဖုံးလေးဖြစ်တုံးတာဗောနော်အပိဒိုင်တော့ဒါကကျွန်တော်တို့ Bluetooth speaker လေးနဲ့ပေါ့နော်ဒါ join ပြီးတော့အဲကျွန်တော်အခုဖွင့်ပြမှာပဲဖြစ်တယ်ပေါ့နော် အရဒမအရေးဆုံးကြော်ပါဝါဖွင့်လိုက်ပြီဒါဆိုလို့ရှိရင်စပြီးတော့အတန်လေးတော့မြည်နေပြီပေါ့နော်အရဒမတော့ကြော်ဘလူးတူချိန်မယ်ပေါ့နော်အရင်ကဆိုကြော်ဘလူးတူလည်းချိန်ပြီးသွားပြီ အဲ့တော့ရေစုံဒီမှာ speaker ကိုကျွန်တော်ဖြန့်ကြည့်လိုက်မယ်ပေါ့နော်အဲ့တော့ speaker ကနည်းနည်းလေးအတန်ထွက်လာပြီပေါ့နော်အတန်ထွက်လာတဲ့အခါမှာဆိုရင်ကျွန်တော်ဒီမှာအတန်ဘောလုံးတိုးထားတာဖြစ်တဲ့အတွက်ဘောလုံးကိုထပ်ချက်ကြည့်မယ်ပေါ့နော်ဒီလိုတော့ဒီလိုလေးကိုကျင်သွားပြီနော်